ချိုးရပြသီလဆိုရင်၅ပါး၄ပါးနေအလုံးရှုပ်ပြီးတော့အဲ့ဒါဒီမှာသီလလို့ထင်နေကြတယ်တကယ်တော့သီလဆိုတာစောင့်စည်းခြင်းပဲကြာစောင့်စည်းခြင်းမရှိရင်ဘာလို့လူလောကပျက်စီးရပဲအဲ့တော့သူများကတည်းကဘုရားဘာသာဟုတ်ချင်မှာဟုတ်တယ်ဒါပေမဲ့သူတို့မှာစောင့်စည်းခြင်းနေရှိတယ်ကိုစည်းနဲ့ကိုနေကြတယ်ဟုတ်ဘုရားဘာသာတွေကသီလဆိုတဲ့စကားလုံးတစ်လုံးတော့နားမလည်ပဲနဲ့ဘာမှမစောင့်စည်းကြဘူးမစောင့်စည်းတဲ့အတွက် ယနေ့လိုဒုက္ခရောက်နေကြတာလူငယ်လူငယ်စကားနဲ့ပြောရင်ဘောရာအကန့်ပေါ့ဗျာအထာထားတယ်ပေါ့ဗျာအဲ့ဒါတီးလာပဲအဲ့ဒါစောင့်စည်းတယ်ဆိုတော့တီးလာပဲဒီလောက်ကငါမလုံးသိမ့်ဘူးဒီလိုပြုတ်မှုမျိုးငါမပြုတ်မှုသိမ့်ဘူးဆိုတာအဲ့ဒါတီးလာပဲအဲ့ဘုန်းကြီးဝင်းကြီးတွေပြောလို့ရှင်မြတ်စွာဘုရားကရဟန်းတစ်ပါးတန်ခါပြည့်တဲ့အပြင်ဘက်ကိုရောက်ပြီးတော့ထိုင်နေတော့မြည်တယ်ဟာဒီရဟန်းဘာဖြစ်လို့ပြင်ထွက်နေရလဲ ယဟန်နီကပြန်ပြည်တယ်။အရှင်ဘုရားကြက်သွန်ပြူစားထားတဲ့အတွက်ကျန်တဲ့ပုပ်ကိုယ်ကြီးအနှောက်ယှက်မဖြစ်အောင်လို့သူပြင်ထွက်တယ်။ဟာမြတ်စွာဘုရားပြောတယ်။ဒီတန်ခပရိသတ်တရားနာပွဲရနေတောင်အပြင်ထွက်နေရတော့တဲ့အစားစာဟာအကျိုးရှိလားမရှိဘူးလားမရှိဘူး။ဒီဟာကိုစားလို့ဒီအပြင်ထွက်နေရတဲ့အတွက်ဒါဒီအနှောက်ယှက်ဖြစ်လားဖြစ်လားဖြစ်တယ်။ဖြစ်ရင်ဒီစားစာမစားနဲ့။ကြက်သွန်ပြူတော့မစားခဲ့ဘူး။အဲ့ဒါတီလာပဲ။ကြက်သွန်ပြူမစားတာဒီတီလာ။ ဘာလဲဆိုတော့ဒီအကျိုးစီးပွားကိုပျက်စီးစေတဲ့အလုပ်မဟုတ်လို့မလုပ်တော့အဲ့ဒီလိုပဲလူချင်းချင်းမှလေဒီလုတ်ရက်မျိုးလုတ်လိုက်ရင်ငါတို့လူမျိုးပျက်စီးသွားမယ်ငါတို့ပြည်သူတွေပျက်စီးသွားမယ်ဆိုရင်အဲ့လုတ်ရက်မျိုးမလုံအဲ့တီကအဲ့ဆောင်စည်းကြပဲအဲ့တော့အဲ့လောက်တောင်တည်တည်မောမောဆောင်စည်းမှုတွေကိုနားမလဲမဆောင်စည်းနိုင်ကြရင်ဘာလို့လူမျိုးကတိတိကျကျစီးနေဟောဟဲ့ ဲ့တော့ကြီးကြီးကျယ်ကျယ်ဒီတီလာဆိုရင်ငါးပါးမှငါးပါးမှမလုံရင်ဘာဖြစ်တယ်ညာဖြစ်တယ်အေးဝေးရှောက်မတွေ့နေတီလာဆိုတာစောင့်စည်းတာပဲဒီတကားကြီးပြောတာမှန်တယ်နော်တီလာဆိုတာကလေငါးပါးတီလာ၈ပါးတီလာ၉ပါးတီလာ၁၀ပါးတီလာဆိုပြီးအရေးအတွက်အားဖြင့်များပြားတော်လဲပဲအရင်စစ်ကြည့်လိုက်မယ်ဆိုရင်ကိုနဲ့နှုတ်နှမျိုးတဲကိုပဲထိန်းရတာပါကိုနဲ့နှုတ်နှမျိုးတဲကိုထိန်းနိုင်ပြီဆိုရင် တီလရှိတဲ့သူဖြစ်သွားပါပြီ။ဒါကြောင့်တီလရှိတဲ့သူဖြစ်ခြင်းတယ်ဆိုရင် ကိုယ်နဲ့နှုတ်ကိုအတတ်နိုင်ဆုံးထိမ့်ပါလို့ပြောခြင်းပါတယ်။အရှင်ဖေယတပည့်တော်မရှင်းတာလေးတစ်ခုရှိလို့ရှောက်ထားပါရစေ။ကာမိတုမိစ္ဆာစာရကံဟာ မနောကံနဲ့ကျူးလွန်မိရင်ရောတီလကျိုးပါသလားဖေယတဲ့။ဦးစေခဏခဏပြောပါတယ်နော်။တီလဆိုတာကကိုယ်နဲ့နှုတ်ကိုပဲထိမ့်ရတာပါ။နှုတ်ကမဟုတ်တာမပြောဘူး။ ိုကမဟုတ်တာမလုပ်ဘူးဆိုရင်တီလလုံနေပါပြီနော်ကာမေတုမိစ္ဆာစာရကံမြောက်ဖို့အတွက် အင်္ဂါ၄ချက်ရှိပါတယ်အင်္ဂါ၄ချက်ကဘာတွေလဲဆိုရင်၁မတော်လာထိုက်သောမိမဖြစ်ခြင်း၂ထိုမိမကိုမှီဝဲလိုသောစိတ်ရှိခြင်း၃မှီဝဲရန် လုံလပြုခြင်း၄တာယာခြင်းတို့ဖြစ်ပါတယ်ဖော်ပြပါအင်္ဂါ၄ချက်နဲ့ညီမသာကာမေတုမိစ္ဆာစာရကံမြောက်တဲ့အတွက်တီလကျိုးပါတယ် သို့တော်လည်းပဲစိတ်မှာယာကစိတ်တွေဖြစ်နေပြီဆိုရင်တော့တီလမကြိုးတော်လည်းပဲမနောကံအကုသို့တော့ဖြစ်နေပါတယ်။ဒါကြောင့်စိတ်ကိုလည်းအတက်နိုင်ဆုံးစင်ကြယ်အောင်ထားဖို့လိုပါတယ်။ကိုယ်နဲ့နှုတ်ကိုထိန်းနိုင်ပြီးစိတ်ဓာတ်ကယုတ်နေရင်ရောတီလရှိပါလားဖရာတဲ့။တီလဆိုတာကိုယ်နဲ့နှုတ်ကိုပဲထိန်းရတဲ့အရာဖြစ်တဲ့အတွက်စိတ်မှာဘလောက်ပဲယုတ်မှမှုတွေပေါ်နေပါစေ နှုတ်ကနေထုတ်မပြောသေးတဲ့၍ကိုယ်တိုင်မကျူးလွန်သေးတဲ့၍အဲ့ဒီပုဂ္ဂိုလ်ဟာတီလာရှိတဲ့သူပဲဖြစ်ပါတယ်တခါတုန်းကလက္ခဏာဆရာကြီးကန်ရိုထန်ကိုတထေးကြီးတယောက်ရောက်လာပြီးတော့ဆရာကြီးခမညာဆရာကြီးမြင်တဲ့အတိုင်းမကွယ်မဝက်ပဲဟောကြားပေးပါဆိုပြီးတော့လက္ခဏာလာကြည့်ပါတယ်အဲ့ဒီခါမှာဆရာကြီးကန်ရိုကခမရရဲ့လက္ခဏာဟာလူယုတ်မာလက္ခဏာဖြစ်တယ်သို့တော့ ခမရရဲ့နောက်ကျောင်းတွေကိုကြုတ်လိုက်ကြည့်လိုက်တဲ့အခါမှာခမရဟာဘာမကောင်းမှုမှလှုပ်ထားတာမမြင်ရဘူး။ကောင်းတာတွေကိုပဲလှုပ်ထားတာမြင်ရပါတယ်။ကျုပ်ရဲ့ဟောပြောချက်နဲ့ဘာကြောင့်လွဲချော်နေရတာပါလဲဆိုပြီးပြောပါတယ်။အဲ့ဒီအခါမှာတထေးကြီးကဆရာကြီးခမရဆရာကြီးဟောတာမှမားပါဘူးမှန်ပါတယ်။ဆရာကြီးပြောတဲ့အတိုင်းကျုပ်ဟာလူယုံမှတယောက်ပါပဲ။ကျုပ်ရဲ့တန်တန်မှလည်းပဲအမြဲတမ်းယုံမှတဲ့စိတ်တွေပေါ်ပါတယ်။သို့တော့ ကျုပ်ဟာ စိတ်ကိုအလိုမလိုက်ပါဘူးတဲ့ကျုပ်ရဲ့တန်တမာပေါ်တဲ့မကောင်းတဲ့စိတ်ကိုစိုက်ကျင်ပြီးကျုပ်ဟာကောင်းတာတွေပဲလုပ်ပါတယ်ဒါကြောင့်ကျုပ်ဟာလူကောင်းတယောက်ဖြစ်နေတာပါတဲ့နော်ဒါကြောင့်ပြောချင်တာကဥထုဇဉ်တဘာဝစိတ်မှာတော့မကောင်းတဲ့စိတ်ပေါ်စမြဲပါပဲသို့တော့အဲ့ဒီပေါ်နေတဲ့မကောင်းတဲ့စိတ်တွေကိုအလိုမလိုက်ပဲနှုတ်ကိုလည်းထိမ့်မယ်ကိုယ်ကိုလည်းထိမ့်မယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာတိလရှိတဲ့သူပါပဲ။ အရှင်ဖေယဂေါတမမြတ်စွာဘုရားပါရမီဖြည့်စင်ကာလမှာယဟန်ဘဝကိုဗဏ္ဍဘဝရခဲ့ဘူးပါတည်းဖေယဖြည့်ပေးတော်မူပါဖေယတဲ့မြတ်စွာဘုရားသည်ဖေယဖြစ်ဖို့ပါရမီဖြည့်ခြင်းစဉ်ကာလမှာယဟန်ဘဝကို၉ချိန်ပဲရခဲ့ပါတယ်။ဘယ်ဖေယတို့ရဲ့ထံမှာရခဲ့တာလဲဆိုရင်၁၊ကုန်းဒိညမြတ်စွာဘုရားထံမှာတစ်ချိန်၊၂၊မင်္ဂလမြတ်စွာဘုရားထံမှာတစ်ချိန်၊၃ ုမေဒမျက်စွာဖျားထံမှာတစ်ကြိမ်၄သူဇာတမျက်စွာဖျားထံမှာတစ်ကြိမ်၅ဖုဒ္ဒမျက်စွာဖျားထံမှာတစ်ကြိမ်၆ဝိသဘူမျက်စွာဖျားထံမှာတစ်ကြိမ်၇ကာကုတန္တမျက်စွာဖျားထံမှာတစ်ကြိမ်၈ကောဏကမဏမျက်စွာဖျားထံမှာတစ်ကြိမ်၉ကတ္တပမျက်စွာဖျားထံမှာတစ်ကြိမ်အာလုံးပေါင်းယဟန်ဘဝကို၉ကြိမ်ရခဲ့ပါတယ်ဒါဟာပါရမီဖြည့်ခြင်းစဉ်ကာလမှာ မြတ်စွာဘုရားအလောင်းရရှိခဲ့တဲ့ယဟန်ဘဝ၉ချိန်ပဲဖြစ်ပါတယ်။ဘုံဘုံဘုရားတပည့်တော်မနဲ့အိယာထကူ၁၀၇၇နာရီမှထပါတယ်ဘုရား။အိယာထနောက်ကျရင် ကိုစောင်းနဲ့ကျင်းတယ်ဆိုတာမှန်ပါသလားဘုရားတဲ့။ဒါကတော့မနဲ့စောစောအိယာထစီခြင်းလို့လူကြီးတွေကခြောက်ပြီးပြောတဲ့စကားပါနော်။တချို့ကလည်းပဲကိုစောင်းနဲ့မရှိဘူးလို့ပြောကြပါတယ်။ မကောင်းမှုပြုသောသူသည်မိမိပြုတဲ့မကောင်းမှုကိုမိမိအရင်ဆုံးသိ၏ထို့နောက်ကိုးစားနှက်သိ၏ထို့နောက်စိတ်ကိုဖောက်ထွင်း၍မြင်နိုင်သောတကူးရှင်များသိ၏လို့ပါရာဇိကံအထကထာသူတိန်ဒကန္ဓာအဖွင့်မှာဆိုထားတဲ့အတွက်အဲ့ဒီအချက်ကိုထောက်ဆကြည့်လိုက်မယ်ဆိုရင်ကိုးစားနှက်တကယ်ရှိကြောင်းသိတာပါတယ်ကိုးစားနှက်တကယ်ရှိတယ်ဆိုလို့မိမိရဲ့ကိုယ်ထဲမှာစောင့်နေတဲ့အနက်မဟုတ်ပါဘူးမိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ တာမန်ဘုံမဆိုးယုတ်ကဆိုးနဲ့တွေပဲဖြစ်ပါတယ်။မိမိကဒါနသီလဘာဝနာစတဲ့ကုသိုလ်ကောင်းမှုတွေကိုနေ့စဉ်ပြုလုပ်မယ်ဆိုရင်အဲ့ဒီဘုံမဆိုးယုတ်ကဆိုးနဲ့တွေဟာချစ်ပြီးတော့မိမိအန္တရာယ်မကြရအောင်စောင့်ရှောက်ပေးတတ်ပါတယ်။အဲ့ဒါကိုပဲကိုစောင့်နဲ့လို့ခေါ်ဆိုနေခြင်းဖြစ်ပါတယ်။ဒါကြောင့်ကိုစောင့်နဲ့ဆိုတာဟာမိမိရဲ့ကိုရင်းမှာရှိတဲ့နတ်မဟုတ်ပဲတာမန်ဘုံမဆိုးယုတ်ကဆိုးနဲ့တွေသာဖြစ်တဲ့အတွက် မနဲ့မိုးလင်းလို့အိယာထနောက်ကြရင်ကိုစောင်းနဲ့ကျင်းတယ်ဆိုတဲ့စကားဟာမမှန်ဘူးလို့ပဲမှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖေယဖျားဖြစ်ခြင်းတဲ့ပုဂ္ဂိုလ်ဟာယဟန္တာဖြစ်သွားပါကနောက်ဘဝတွေမှာဆက်ပြီးပါရမီဖြစ်နိုင်ပါသေးသလားအရှင်ဖေယတဲ့။ယဟန္တာဖြစ်သွားပြီဆိုမှတော့နိဗ္ဗာန်ရောက်ပြီပေါ့နော်။ဖျားဖြစ်ဖို့အတွက်ပါရမီဖြစ်လို့မရတော့ပါဘူး။ဖျားဖြစ်ဖို့အတွက်ပါရမီဖြစ်နေတဲ့ဖျားအလောင်းတွေဟာ ဖျားဖြစ်မိဘဝကိုမရောက်သေးခင် ပါရမီဖြည့်စင်ကာလမှာသောတာပန်တီးလို့မရပါဘူးတဂရာဂံတီးလို့မရပါဘူးအနာဂံတီးလို့လည်းမရပါဘူးယဟန္တာဖြစ်လို့လည်းမရပါဘူးဖျားအလောင်းတွေဟာသောတာပန်တဂရာဂံအနာဂံယဟန္တာတခုခုဖြစ်သွားမယ်ဆိုရင်ဖျားဖြစ်လို့မရတော့ပါဘူးเนาะဦးသိန်းလူထွက်မယူကောင်းဘူးဆိုတာ ဟုတ်ပါသလားဖျားဖြေပေးတော်မူပါဖျားတဲ့ ူးစင်းလူထွက်မယူကောင်းဘူးဆိုတာဖះဟောမှာမရှိပါဘူးဒီစကားကရှေးလူကြီးတွေရဲ့စိုးရိုးစကားတစ်ခုဖြစ်ပါတယ်ဖုန်ကြီးတွေဟာများသောအားဖြင့်ငယ်ငယ်လေးထဲကသင်္ကန်းဝတ်ပြီးကြီးပြင်းလာကြတာဖြစ်တဲ့အတွက်လူပုဂ္ဂိုလ်တွေလို စီဝါရေးကြီးဝါရေးအကြောင်းတွေသိမသိကြပါဘူးအဲ့ဒီလိုစီဝါရေးကြီးဝါရေးအကြောင်းတွေမသိတဲ့ဖုန်ကြီးလူထွက်တွေကိုယူမိမယ်ဆိုရင် စီဝါမဖြစ်မှာဆိုလို့ ဖုန်ကြီးလူထွက်ဥစဉ်လူထွက်တွေကိုမယူကောင်းဘူးလို့ဆိုလိုခြင်းဖြစ်ပါတယ်။အရှင်ဖရာကပြည့်တော်ကအိမ်ထောင်ကွဲတဲ့မိမယူထားပါတယ်။ဘာသာရေးအနေနဲ့ကြည်ရင်ဘယ်လိုအပြည့်ဖြစ်ပါသလဲ။ဖြေပေးတော်မူပါဖရာတဲ့။ဒါကဒီလိုရှိပါတယ်။မိမဖြစ်သူကပထမအိမ်ထောင်ကိုတရားဝင်ကြွားရှင်းထားတယ်ဆိုရင်မိမဖြစ်သူက သူ့ကာမသူ့ပိုင်တဲ့အတွက် သူ့ရဲ့စိတ်ဆန္ဒပါမယ်ဆိုရင်ပေါင်းသိမ်းယူလို့ရပါတယ်။ဘာအပြစ်မှမဖြစ်ပါဘူးเนาะ။အဲ့ဒီလိုမှမဟုတ်ပဲမိမဖြစ်သူကပထမအိမ်ထောင်ကိုတရားဝင်ကွာရှင်းထားတာမဟုတ်ဘူးဆိုရင်တော့မိမဖြစ်သူက သူ့ကာမသူမပိုင်တဲ့အတွက်အဲ့ဒီမိမကိုလက်ထက်ပေါင်းသိမ်းပြီးယူမယ်ဆိုရင်အဲ့ဒီအမျိုးသားဟာကာမိတုမိစ္ဆာစာရကံထိုက်နိုင်ပါတယ်။အရှင်ဖေယမိဘကိုလှူဒန်းတာဟာ တက်ရှိဖရားကိုလှူဒန်းတာနဲ့အတူတူပဲဆိုတာမှန်ပါသလားဖရားတဲ့ဒါကတော့မိဘကျေးဇူးကိုဆက်ဖြစ်အောင်တင်စားပြီးပြောတဲ့စကားပါနော်ဖရားနဲ့တော့မတူနိုင်ပါဘူးဘာကြောင့်ဖရားနဲ့မတူနိုင်တာလဲဆိုရင်မိဘဟာသာသမီအပေါ်ကိုမေတ္တာတရားကြီးမားတာမှန်ပေမဲ့အခြားတတ္တဝါတွေအပေါ်ကိုဖရားရှင်ကဲ့သို့မေတ္တာတရားမကြီးမားလို့ပဲဖြစ်ပါတယ်မြတ်စွာဘုရားကတော့ တတဝါတိုင်းအပေါ်ကိုမေတ္တာတရားကြီးမားပါတယ်။ဒါကြောင့်မတူရခြင်းဖြစ်ပါတယ်နော်။အရှင်ဖရာငယ်စဉ်ကမိဘကို ပြောမှဆိုမှပြမှားခဲ့မိလို့ကံကြီးထိုက်လျင်ပြေပြောက်အောင်ဘယ်လိုလုပ်ရမလဲဖရာမိန့်တော်မူပါဖရာတဲ့။မိဘတွေကိုစော်ကားမိပြီဆိုရင် တောင်းပန်ဝန်ချယုံကလွဲ၍အခြားနိလမ်းမရှိပါဘူးနော်။ ဒီကနိကေတိလက်ခန္ဓာဝက်တမညဖလာတုံမှာအဇတတမင်းကမိဘကိုစော်ကားပြီးတက်ဖြတ်ခဲ့တဲ့အတော့ဝွန်ချတောင်းပန်ကြောင်းမြတ်စွာဘုရားထံလျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကမင်းတရားအမားကိုအမှားမှန်သိ၍ဝွန်ချတောင်းပန်ခြင်းဟာနောက်တစ်ချိန်ကြီးပွားခြင်း၏အကြောင်းဖြစ်တယ်လို့ဟောကြားတော်မူပါတယ်။ဒါကြောင့်မိဘတွေကိုစော်ကားပြမှားမိပြီဆိုရင်မိဘတွေရဲ့ရှေ့မောက်ကိုသွားပြီး ဝန်ချတောင်းပန်ကြတော့ပါအကယ်၍မိဘတွေတက်ရှိထင်ရှားမရှိတော့ဘူးဆိုရင်မိဘတွေကိုမြှောက်နှံထားသည့်အုတ်ဂူ၌ဖြစ်စေသို့မဟုတ်မိဘတွေအသုံးပြုခဲ့သောအသုံးအဆောင်ပစ္စည်းတစ်ခုခုကိုဖြစ်စေရှေ့မှာထားပြီးဝန်ချတောင်းပန်ကြတော့ပါအဲ့ဒီလိုဝန်ချတောင်းပန်ကြတော့မယ်ဆိုရင်အပြစ်တွေပြေပြောက်ပြီးကောင်းကျိုးဒုက္ခတွေ ရလာပါလိမ့်မယ်